ဂျပန်လူမျိုးတွေကဘာကြောင့်မို့လို့ဒီအစာတောက်စားတဲ့အခါမှာနငယ်ရေကြရှလူရှလဲစားကြတာလေခမရနဲ့ခမရဗကန်အုံမစောင်းတောက်ယုံမကလို့ဗကန်အုံမရဲရဲရာမန်ကိုရှလူရှလူမကလို့ဒီမိုးပေါ်ထောင်ဂျုံထိုးပြီးမှစားစားဟယ်လိုမင်္ဂလာပါကျွန်တော်ကတော့ဂျူနီယာဗိုက်စ်ရဲ့ဂျူနီယာဖြစ်ပါတယ်ဂျပန်ရောက်နေတဲ့နိုင်ငံသားတစ်ယောက်အနေနဲ့ကဒီဂျပန်ကာချာနဲ့ပတ်သက်ပြီးတော့မှထုတ်เสียမေးခွန်းတွေအများကြီးရှိပါတယ် ဒီနေ့မှာတော့ကျွန်တော်ကဒီဂျပန်လူမျိုးတွေကိုမေးပြီးတော့မှဒါသူတို့စီရဲ့သိရတဲ့ culture တချို့အကြောင်းကိုမှ share လေးလုပ်ပေးတော့မှဖြစ်ပါတယ်။နံပါတ်1ကတော့ဒါခါညွတ်ပြီးတော့မှအလေးပြုတာနဲ့ဒူးထောက်တဲ့ကျင်းပါ။တော်တော်များများတွေ့ဘူးကြပါလိမ့်မယ်ဒီဂျပန်လူမျိုးတွေနဲ့မိတ်ဆက်လို့ရှိရင်ခါလေးညွတ်ညွတ်ပြီးတော့မှအဲ့လိုမျိုးမိတ်ဆက်တာပေါ့နော်။ဒါကကြတော့ကျွန်တော်တို့ကယဉ်ကျေးမှုရှိပါတယ် respect ရှိပါတယ်ဆိုတော့ ဟာကူမှာပေါ်ပြတဲ့ body language မျိုးဒီနေရာမှာဗျာဒီယူရိုဘက်ကနိုင်ငံနေဆိုလို့ရှိရင်ဒါမျိုးမလောက်ကြပါဘူးဆိုတော့လူလူချင်းချင်းကွာငါဘာလို့မင်းကိုခန့်ညွပြီးတော့ယူသေးပြရမှာလဲပုံဆိုတဲ့ပုံစံမျိုးဗျာယူရိုဘက်မှာဆိုရင်တော့ဒီ handshake နဲ့ပဲဒါမိတ်ဆက်ကြတော့များရတယ်ပေါ့နောက်တစ်ခုကဒူးထောက်တာပါဒါ ው ကြတော့ဝန်ထမ်းတော်တော်များများမှာတွေ့ရပါတယ်ဆိုတော့အထူးသဖြင့်တော့ဒီစားတောက်ဆိုင်နေမှာပေါ့နော်စားတောက်ဆိုင်နေမှာ order ယူတဲ့အခါမျိုးမှာဒူးထောက်ပြီးတော့မှတ်တာမျိုးပေါ့နော်တကူးရှင်းပြတဲ့အခါမှာ မကစတမာက claim ဒီ complaint တက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးခြေနေမျိုးမှာသူတို့ဒူးထောက်ပြီးတော့မှတခြားလေးရှင်းပြပေးတယ်ပေါ့နော်အဲ့ဒီတခုကတော့ကျွန်တော်တော်တော်လေးသဘောကျပါတယ်တော်တော်အတူယူဖို့ကောင်းတယ်လို့ထင်ပါတယ်စားတော့ဆိုင်ကုန်တန်းနေဆိုလို့ရှိရင်တနေ့ကိုအကျင့်တရာလောက်ရအဲ့လိုမျိုးအော်အရီယာတော့ဆိုင်မဆဆိုပြီးတော့မှအဲ့လိုမျိုးအလေးပြုတဲ့ဒီဒူးထောက်ပြီးတော့မှရှင်းပြပေးရတာမျိုးတနေ့ကိုအချိန်တရာလောက်လောက်ရပါတယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလည်းအဲ့လိုမျိုးစားတော့ဆိုင်မှာလုံလုံပြီးတော့မှ တနေ့ကိုအချိန်တရာလောက်အလေးပြုနေရတဲ့သူတွေငိုနေတဲ့ emoji တွေမှတ်သွားလို့ရပါတယ်။ဟုတ်နံပါတ်2ကတော့ဒါ show off culture ဖြစ်ပါတယ်။အိမ်ထဲမှာဖက်နဲ့မစည်းရတာကဒီအာရှနိုင်ငံတော်တော်များများရဲ့ culture ဖြစ်ပါတယ်။အဲ့လိုပဲဂျပန်မှာလည်းအိမ်ပြန်ဖက်နဲ့အိမ်ထဲဝင်လို့မရပါဘူး။ဆိုတော့သူတို့ကဒီအိမ်ထဲကအိမ်ထဲမှာစည်းဖို့အတွက်အိမ်ထဲက slipper တက်တက်ထားပြီးအိမ်ပြန်မှာစည်းတဲ့ဖက်ကအိမ်ပြန်မှာတက်တက် တန်တမီခင်းထားတဲ့ဂျပန်စတိုင်ခန်းနေမှာဆိုလို့ရှိရင်အဲ့လိုမျိုးအိမ်ထဲမှာစီးတဲ့ slipper ကိုစီးလို့မရပါဘူးတိုင်ချီစွန်းနဲ့ဝင်ရတာဖြစ်ပါတယ်ဒါကဘာဖြစ်လို့လဲလို့ကျွန်တော်မေးကြည့်တဲ့အခါကျတော့တို့ရောဒီအိမ်ပြင်ကအညစ်အကြေးကိုအိမ်ထဲကိုယူမလာခြင်းဘူးဆိုတဲ့သဘောမျိုးပါအိမ်ပြင်အညစ်အကြေးကိုအိမ်ထဲကိုယူမလာခြင်းဘူးဆိုတာဒီဖုံမှုန်နေလိုမျိုးညစ်ပေတဲ့ဟာတွေမဟုတ်ဘဲနဲ့တို့ရောမှာအဲ့လိုမျိုးပြအပြင်ကဒီဖြစ်ပြက်လာတဲ့ပြဿနာတွေကို ိမ်ထဲကိုယူမလာခြင်းမူဆိုတဲ့ clean mindset မျိုးပါဆိုတော့ကျွန်တော်စဉ်းစားကြည့်တယ်ဗျအိမ်ကြီးရဲ့အညစ်ကြေးကိုအိမ်ထဲယူမလာခြင်းမူဆိုလို့ရှိရင်ဘာလို့ဖက်နဲ့ပဲတလဲရတယ်ဟုတ်တယ်မလားဒီအဝတ်တွေလည်းအိမ်ကြီးမှာဝတ်တာပဲဗျတည်ရမလားဖက်နဲ့ပဲညစ်ပတ်တယ်လို့ထင်တာလားမသိဘူးတို့ကဒီအဝတ်တွေလည်းညစ်ပတ်တာပဲဗျတကယ်တမ်းဘယ်ရညစ်ကြေးအိမ်ထဲမယူခြင်းမူစေဒါဒီအိမ်ရပေါက်ဝမှာပဲအဝတ်ဘီယိုတွေပါထားပြီးတခါတည်းအပြင်းအပြန်လာရင်ဒါအဝတ်ဘီယိုတွေမှာအဝတ်လဲ ဟိုလဲပြီးမှလဲပြီးတဲ့အဝတ်နဲ့အိမ်ထဲဝင်ပေါ့အဲ့လိုမျိုးကတိကတတ်တော့ပြောလို့ရတယ်ဗျာနည်းနည်းလေးကျွန်တော်ဘက်ကကျွန်တော်အနေနဲ့ကြည့်လို့ရှိရင်တော့နည်းနည်းလေးခေါက်ကြောင်ကြောင်နေတယ်လို့ခံစားရတယ်ဗျာဒါပေမဲ့ဆိုဒီကာချာကအခုချိန်ဒီဂျပန်တနိုင်ငံလုံးအသုံးပြုနေတော့လို့ပြောလို့ရပါတယ်နံပါတ်3ကကြတော့ hot spring ကာချာပါဒီအွန်ဆန်ရေဘူးဆန်တို့ဒါရေချိုးစလုံးတို့ဆိုတာဂျပန်ရဲ့ ဒီကာချာမှာပေါ့နော်ယဉ်ကျေးမှုပိုင်းမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ onsen လို့ဒီ off လို့လို့သွားမယ်ဆိုလို့ရှိရင်ဝင်မယ်ဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကကျွန်တော်ပထမဆုံးအဲ့ဒီရေဘူးစမ်းကန်တဲ့ကိုမဝင်ခင်အရင်ဆုံးခန္ဓာကိုယ်ကိုရေဆေးရပါတယ်။နံပါတ်2ကကျတော့ public မှာပဲဖြစ်စေ private မှာပဲဖြစ်စေဒါကိုလုံးတိနဲ့ဝင်ရပါတယ်။ဆိုတော့ကိုကဒီကိုရဲ့လက်နက်ကိုမှလူမြင်မှာကြောက်တယ်ဆိုလို့ရှိရင်တော့ဒါ public onsen တို့ public ဒီ offer တို့မှာမဝင်ဖို့အကြံပေးခြင်းပါတယ်။မ private ဆိုရင်တော့ကိစ္စမရှိဘူးဗျာတည်ရမလား private ဆိုရင်ကိုယ့်အနကိုတယောက်ပဲရှိရသူ့ဘောင်ရ private ဆိုလဲကိုလုံးဒီနဲ့ဝင်လိုက်တာပို့ပြီးတော့မှမိုက်တယ်ပေါ့နော်။ဆိုတော့နံပါတ်3ကကြတော့ဒီရေဘူးစမ်းကန်နေထဲမှာရှင်မီလို့လို့မရဘူး။ပြောနောက်တစ်ခုကကြတော့စကားအကျင့်ပြောလို့မရဘူးပေါ့နော်။ဒါပြလို့လဲဆိုဒီအများနဲ့အသုံးပြုတဲ့အခါမှာတခြားသူတွေကိုအနှောက်အယှက်မဖြစ်အောင် ွန်ဆန်းလို့ဆိုတာကကြတော့သူတို့အတွက်က relaxing တက်တက်မဟုတ်ပဲနဲ့ဒါရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်တယ်လို့လဲဆိုရမှာပါ။နံပါတ်၄ရကြတော့ give giving culture ပါ။ဂျပန်လူမျိုးတွေမှာအပျော်နဲ့ခရီးသွားတာပဲဖြစ်ဖြစ်ဒီအလုပ်ကိစ္စနဲ့ခရီးသွားတာပဲဖြစ်ဖြစ်အပြန်ကြလို့ရှိရင်ဒီအပြန်လက်ဆောင်လေးတွေပါလာတတ်ပါတယ်။ဒါကိုလည်းအလုံးသိကြမှာပါ။ ကျွန်တော်ခမ ्या ကိုမမေ့ပါဘူးခမ ्या ကိုအလေးထားပါတယ်ဆိုတော့ဒီ respect culture လေးပေါ့နော်ဒီ culture ကြောင့်မို့လဲဒါနာမည်ကြီးတဲ့နေရာတွေမှာဆိုလို့ရှိရင်အိုမီယာငယ်ဆိုတော့ဒီအပြန်လက်ဆောင်ဆိုင်နေအများကြီးရှိတာဖြစ်ပါတယ်ဆိုတော့ဘေးအခန်းကဂျပန်ကြီးရဗျာရုတ်တရက်ဒီအိုမီယာငယ်လာပြီးလို့ရှိရင်စေတနာရှိလို့ပေးတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဒါစေတနာမရှိဘဲနဲ့ culture ရဘေးကလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဆိုတော့အဲ့လိုမျိုးဘေးကအခန်းကဂျပန်ကြီးကလာပေးတိုင်းလဲကိုယ့်ဘောစေတနာတွေရန်ကောင်းနေတယ်လို့မထင်လိုက်ပါနဲ့နံပါတ်5ကကြတော့ဖူကာချာပါဆိုတော့ကျွန်တော်အပြောချင်းဆုံးမှာဒီအစားအသောက်နဲ့ပတ်သက်တဲ့ယဉ်ကျေးမှုမှာဆိုရင်တောင်မှဒီအများကြီးရှိပါသေးတယ်ဥပမာဗျာတူမှာဒီရင်းကြီးပတ်ကတ်နေတယ်မလားဒါမျိုးကဆိုပြီးတော့မှဆုတ်လိုက်လို့ရှိရင်တောင်မှကိစ္စမရှိဘူးနောက်တစ်ခုကထမင်းပကံပါဗျာထမင်းပကံမှာအဲ့လိုမျိုးရင်းကြီးပတ်ကတ်နေလို့ အင်းဆိုပြီးတော့မှရက်လိုက်လို့ရှိရင်တော့မှဒါကရိုင်းပြတာမဟုတ်ဘူးခင်ဗျားတို့တော်တော်များများမြင်ဘူးကြပါလိမ့်မယ်ဒီမီဆိုရှိရူကိုမှခွက်လိုက်စောင်းတောက်တာတော့ရာမန်စားလို့ရှိရင်ရှလူရှလူနဲ့စားတာတော့အင်းကြီးတချို့ဆိုလို့ရှိရင်များလို့မြင်ဂျပန်အင်းကြီးတွေမှပါ ပေးတယ်ဗျာအဲဒါကြောင့်မို့ဒီ ramen site တော်တော်များများမှဆိုလို့ရှိရင်ဒီ ramen စားလို့ရှိရင်ဂျူဂျူအိတ်လေးပေါ့နော်ဒီ apron လိုမျိုးဟာလေးမှဒီမှာချိတ်ပြီးတော့မှစားတာပေါ့သူတို့ကဘာလို့လဲဆိုတော့အဲ့လိုရှလူးရှလူးနဲ့စားလို့ယူရိုဘက်ကလူတွေပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့အာရှကတချို့နိုင်ငံတွေပဲဖြစ်ဖြစ်ကြည့်လို့ရှိရင်ဒါကောင်းကောင်းမစားတတ်ဘူးဆိုတဲ့သဘောမျိုးပါကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ဗျာထမင်းစားရင်ပြက်ကပြက်ကမြည်အောင်မစားရဘူးလို့ဒီဟင်းရည်တောက်ရင်တော့မှရှလူးဆိုတဲ့အတန်ကြီးဗျာအဲ့ဒီအတန်ကြီး မြေအောင်တောက်လို့မြေအောင်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်ဒီမိဘတွေကနေပြီးတော့မှအဲ့လိုမျိုးဒီမိဘတွေနဲ့အတူတူစားတာကိုကျွန်တော်တို့ငယ်ငယ်ကဆိုရင်ဒီထမင်းလက်ဆောင်စားတဲ့အခါမှာအဲ့လိုမျိုးဟင်းညုံမှရှရိုးဆိုပြီးတော့မှတောက်လို့ရှိရင်အစုခံရပါတယ်ထမင်းပိုင်းမှာဂျပန်မှာကျတော့အဲ့လိုမဟုတ်ပါဘူးခမရနဲ့ခမရပကံအုံမှစောင်းတောက်ယုံမှာလို့ပကံအုံမှရဲရဲရာမန်ကိုရှလူရှလူမကလို့ဒီမိုးပေါ်ထောင်ဂျုံထိုးပြီးမှစားစားဒါကျတော့ဒီဘယ်လိုပြောမလဲမရင်ကြည့်တာမဟုတ်ဘူးဗျာ သူတွေကချာမှာကြတော့အဲ this taste is so good ဆိုတဲ့ပုံစံမျိုးပြောတာပြမင်းရဲ့စားရတောက်ရန်အရသာရှိတယ်ဆိုတော့အเจ้าကမှဒါပြတာလားဗောနောပြတာတဲ့အနေနဲ့ယဉ်ကျေးမှုတစ်ခုအနေနဲ့စားတာပါဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆိုလို့ရှိရင်တော့ကြောင်းမြန်မှာကျွန်တော်အိမ်မှာဒါအဲ့လိုစားလို့ရှိရင်ဒေဒီဖာသာ လှုပ်လိုက်မယ်ကျွန်တော်နော်ဒါပြင်ဒီအီတလီတော့မှာဆိုရင်လည်းပတ်စတာကိုစားလို့ရှိရင်အတန်မြောင်စားလို့မရပါဘူးဒီတစ်ခုကတော့ဒါနိုင်ငံတော်တော်များများနဲ့လွဲမယ်လို့ကျွန်တော်ထင်တယ်ကိုဆိုင်လာလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဂျပန်ကြီးကရှလူရှလဲနဲ့ငငတ်ရေကြစားနေပြီးတော့မှအဲ့လိုမျိုးခွာစားခွဲနေလို့ရှိရင်ဒါခင်ဗျားတို့စော်ကားတာမဟုတ်ပါဘူးခင်ဗျားရဲ့ဆိုင်ရဲ့စားစရာက တောက်ရန်အရာသာရှိတယ်ဆိုတော့မှပြောတာဖြစ်ပါတယ်ဆိုတော့စိတ်မစိုးပါနဲ့စိတ်မစိုးပါနဲ့ပေါ့နော်စိတ်စိုးပြီးတော့မှစားတာမရင်ကျေလို့နှင်ထုတ်လိုက်တယ်တော့ဘာလို့မလုပ်ပါနဲ့ပေါ့နော်ကျွန်တော်ပြောချင်တာဂျပန်ရဲ့ culture တွေကရှုပ်ထွေးပြီးတော့မှဗျာအဲ့လိုမျိုးအတိတ်ပဲရှိတယ်တချို့ဟာတွေဆင်းလဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ဟာတွေအများကြီးရှိတယ်ဒါတွေအားလုံးကိုဒါပြောနေရင်တော့ကျွန်တော်တသက်လုံးပြောလို့ကုန်တော့မှာမဟုတ်ဘူး ဆိုဂျူနီယာအနေနဲ့ကြတော့ဒီအတွေ့အကြုံတွေဒီဂျပန်လူမျိုးတွေကြားထဲမှာတွေ့ကြုံလာတဲ့အတွေ့အကြုံတွေကိုဒါ blog အနေနဲ့ share ရေးလုပ်ပေးသွားမှာဖြစ်တာကြောင့်မို့လို့ဒါကျွန်တော်ရဲ့ YouTube မှာဆိုရင်လည်း subscribe လေးလုပ်ပေးသွားပါအောင်ပြီးတော့ TikTok နဲ့ Facebook မှာဆင်လဲ like and follow လေးလုပ်ပေးသွားပါလို့တောင်းဆိုချင်ပါတယ်ဆိုတော့ပတ်စံလည်းမကုန်ဘူးပြတည်ရမလား ဒါပေမဲ့ကျွန်တော်အတွက်ကကျတော့နောက်ဆက်လုပ်မဲ့ဗီဒီယိုတွေအတွက်ကျွန်တော်အတွက်ကကျွန်တော်အားရှိသွားတယ်ဗျာဘရာသာတို့ကလုပ်ပေးလို့ရှင်ဆိုကျွန်တော်အနေနဲ့လည်းနောက်ထပ်အတွေ့အကြုံတွေအများကြီးဆက်ပြီးမျှဝေနိုင်မယ်အခုပြောသွားတဲ့အချက်တွေထဲမှာဆိုရင်လည်းဒါကိုတည်ပြီးသားကချာပဲနှစ်ခုလောက်ပါလဲပေါ့နော်ဥမာ၅ခုပြောသွားတယ်၃ခုလောက်တည်ရယ်ဆိုရင်၃ခု3လို့ရေးသွားပေးပါကွန်မန့်ပါ Channel ကကျတော့ဒီဂျပန်အကြောင်းနဲ့ပတ်သက်တဲ့ဟာတွေကိုဥမာအကုန်တင်ပါပေါ့နော်ဆိုတော့ ဂျပန်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ information အများကြီးပေးနိုင်တယ်လို့ယုံကြည်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်